မြင်းကလေးရင်တဲ့အနေနဲ့ဒီကနေ့မနက်4:43မိနစ်အချိန်မှာရွှေဘုံမြို့ရဲ့အရှေ့တောင်ဘက်လေးမိုင်ငန်အကွာအနက်30ကီလိုမီတာကိုဗဟိုပြုပြီးအင်အား3.5ရစ်တာစကေးရှိတဲ့မြင်းကလေးငယ်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ဘင်္ဂလားပင်လယ်မှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းဟာဒီကနေ့မှာလေပြားနဲ့ရေဝန်ဖြစ်လာပြီးနောက်48နာရီအတွင်းစိုက်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်မှာဖြစ်တယ်လို့မိုးလေဝသပညာရှင်ဦးဝန်နိုင်ကအသိပေးထားပါတယ်။ အဲ့ဒီစိုက်ကလုံမုံတိုင်းဟာမြန်မာနိုင်ငံဘက်ကိုဥတီ၍ရှားမှာမဟုတ်ပေမဲ့မုံတိုင်းရှိန်တက်ရောက်မှုကြောင့်မြန်မာနိုင်ငံနေရာအနှံ့ပြားမှာမုံထစ်ချောင်းရွာနိုင်ပြီးအချို့ပြည်နယ်နဲ့အတိုင်းတွေမှာနေရာကွက်ပြီးမုံများနိုင်ပါတယ်။ရန်ကုန်မှာတော့ဒီကနေ့ကနေမေလ30ရက်နေ့အထိရန်ကုန်မြို့အတွင်းဒီရိတ်တက်ချိန်တွေမှာမုံများချိန်နဲ့တိုက်ဆိုင်မှာကချောင်းပေမြေပေးရှိရက်ကွက်တွေမှာရေကြီးနိုင်လို့သတိထားကြဖို့ကိုလည်းဥပဝင်းနိုင်ကသတိပေးထားပါတယ်။ ဒီကနေ့ညနေအထိချင်းပြည်ရှမ်းပြည်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံပြင်းနေတဲ့တိုင်းတွေမှာနေရာနှံပြမုတ်ထချုံရွာနိုင်ပြီးရွာရန်ရန်နှောင်းပြိတ်ဖြစ်ပါတယ်။ချင်းပြည်၊ကချင်ပြည်၊ကရင်ပြည်၊မွန်ပြည်၊ရန်ကုန်တိုင်း၊မကွေးတိုင်း၊စကိုင်းတိုင်းအထက်ပိုင်း၊အေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။